ရေမွေးနှံအချိုကြိုက်တယ် performance အရင် strong ဖြစ်တဲ့ရေမွေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ခုပြပြမယ့်ရေမွေးကိုတောင်းကြည့်တယ်နဲ Hello အားလုံးမင်္ဂလာပါဆိုကျွန်တော်ဒီနေ့ပြပြမယ့်ရေမွေးကတော့ Roger ရဲ့ Lost in Paris အကြောင်းဖြစ်တယ်ပေါ့နော်ဆိုတော့ Lost in Paris ကဒါတိတ်မကြသေးခဲ့မှာ Roger ကနေ release လုပ်ထားတဲ့ရေမွေးဒါသူတို့ရဲ့ဈေးကြီးဆုံး collection ထဲမှာထုတ်လိုက်တဲ့ရေမွေးလို့ပြောရတာပေါ့နော် retail price ဗာညာနဲ့ဆိုလို့ရှိရင်တော့ like ဟိုပေါင်1100ကျော်ကျော်လား1600ကျော်လားမသိဘူးအဲ့လောက်လောက်သွားတယ်ဆိုတော့တော်တော်လေးကိုဈေးကြီးရေမွေးတခုလို့ပြောလို့ရတယ် ဒါပေမဲ့ဘာကြောင့်မို့ဒီမွေးကိုတောင်းရတာတန်နေဆိုတာကိုလည်းကျွန်တော်နည်းနည်းပြောပြမယ်။ဆိုတော့ကျွန်တော် loss in paris ရဲ့ no breakdown လေးတွေကိုနည်းနည်းကြည့်လိုက်အောင်။ဆိုတော့ဒီရေမွေးမှာအဓိကပါမယ့်နှုတ်တွေကတော့ sugar ရဲ့ orange ရဲ့ ram ရဲ့ black orange ဆိုတဲ့နှုတ်ရဲ့ပြီးတော့လို့ရှိရင် cashmere နဲ့ clove တို့ပါတယ်ပေါ့နော်။ဆိုတော့ဒီကောင်ကိုစပြီးဆွတ်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကို fresh ဖြစ်ပြီးတော့ချိုတယ်။အာ lemon tea အနှံ့ကိုရလိုက်မယ်။ဒီညမှာ lemon tea ကဘယ်လိုမျိုးနဲ့ပို့ပြီးတော့ဆင်လဲဆိုတော့ ဟိုယူထိုးထားတယ်ပေါ့နော်ချူအောင်လို့ယူထိုးထားတဲ့လိမ္မော်ဒီအနံ့နဲ့ပို့ပြီးတော့ဆင်တယ်လို့ပြောလို့ရတယ်။အဲ့တော့ခက်ချူချူ fresh ဖြစ်ဖြစ်အနံ့လေးနဲ့စပြီးတော့ပြီးသွားတဲ့ခါမှာတိတ်မချခင်မှာတော့သူကနည်းနည်းလေးနွေးတဲ့ juicy ဖြစ်တဲ့အာတော်တော်လေးလဲခြိုတဲ့ RAM အနှံ့ကလိုက်လာရပေါ့နော်ပြီးတော့လို့ရှိရင်တော့နည်း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 လေးကြာသွားတဲ့ခါကျလို့ရှိရင်တော်တော်လေးကိုခြူလာတယ်ပြီးတော့လို့ရှိရင်အနောက်ကနေပြီးတော့ sugar နှုတ်ကတော်တော်လေးကိုလိုက်လာရပေါ့နော်ဆိုတော့ဒီနေရာမှာသုံးထားတဲ့ sugar ကတော်တော်လေး realistic ဖြစ်တဲ့ sugar လို့ပြောလို့ရတယ်ဆိုတော့ကြားအချို့ကြီးအနှံ့ပုံစံမျိုးသွားတာမို့လို့ဒါဒါပေမဲ့ကြားအချို့ကြီးအနှံ့ပုံစံမျိုးသွားရဆိုပေမဲ့ Bacara Rouge 540 style နဲ့တော့လည်းမတူပြန်ဘူးပေါ့နော်နည်းနည်းကွဲတယ်အာဘာမျိုးနဲ့တူလဲဆိုတော့ပြီးခဲ့နှစ်မှာနာမည်တော်တော်လေးကြီးသွားတဲ့ဒီ Bianco Latte ဆိုတဲ့ရေမွေးပေါ့နော်အဲ့ဒီရေမွေးရဲ့ခြူတဲ့ပုံစံမျိုးနဲ့တူလဲဆိုတော့ creamy sweet ဖြစ်တဲ့ပုံစံ စဉ်မျိုးတွားတာဒါပေမဲ့ဒီကောင်းရဲ့ unique ဖြစ်ချက်ကဘာလဲဆိုတော့ citrus note ကအစအစထားတဲ့ဒီ orange note ကတောက်လျှောက်ပါနေလို့မယ်အစအနေဆုံးဒီကိုပါနေတာပြီးလို့ရှိရင်နောက်ဆုံး base ရောက်သွားတဲ့ခါကျလို့ရှိရင်တော့နည်းနည်းလေးနှွေးတဲ့ဟလာဟိုအနှွေးတယ်လေးဝတ်လိုက်ရတယ်မျိုးခံစားရမယ် cashmere note လေးပါလာလိမ့်မယ်ပပါလေးဝူဒီဖြစ်တယ်ပြောလို့ရှိရင်ထောဘက်အနံ့လေးပပါလေးပါတယ်ဆိုတော့ဘက်တရီဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အနံ့တစ်ခုလို့ပြောလို့ရတယ်အရသာတော်တော်ကြီးရှိတယ်အနံ့တစ်ခုလို့ပြောလို့ရတယ် ဒီနောက်ကျွန်တော်နောက်ထပ်တစ်ခုဘယ်လိုမျိုးဖော်ပြလို့ရအောင်လဲဆိုတော့ orange cake ပေါ့နော် orange cake ကိုမှတော်တော်လေးချူချူအီအီလေးသွားထားတယ် orange cake လို့ပြောလို့ရတယ်အဲ့ဒါအောင်မှနောက်ကနေ ram note လေးပါနေရဆိုတော့ဒီ lesson paris ကဒါလူတိုင်းကြိုက်နိုင်မယ့်အနံ့တစ်ခုတော့မဟုတ်ဘူးပေါ့နော်ချိုတဲ့အနံ့ကိုကြိုက်မှာတော်တော်လေးကြိုက်မယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ရှင်ရေမွေးအနံ့ကို strong တော်တော်လေးဖြစ်တာကိုကြိုက်တယ်ဆိုပေသူအနေနဲ့တော်တော်ကြီးကိုကြိုက်မယ်ရေမွေးတစ်ခုလို့ပြောလို့ရတယ်ဒီ lesson paris ကိုကျွန်တော်ဆိုရင်တစ်ခါတစ်ခါဆွတ်တယ်ဆိုလို့ရှင်အာတစ်ချက်အများဆုံး တော်တော်ကြီးအေးပါတယ်ဆိုရင်ဆောင်းနှင်းတော့ကျွန်တော်နှစ်ချက်ပဲဆွတ်တယ်ဗောနော်ဒါမှမကျွန်တော်ပပလေးပဲနှိပ်ပြီးတော့ဆွတ်တာဗောလေဆိုတော့ဒီကောင်ရဲ့ spray ထွက်တဲ့နှုံကတော်တော်လေးနည်းတယ်ဒါတော့မှတော်တော်ကြီးကို strong ဖြစ်တယ်လို့ပြောလို့ရတယ်တိတောင်ဘယ်လိုမျိုးပြရလို့ရလဲဆိုတော့ရှင်းနေရေမွေးရထွက်တဲ့ spray တစ်ချက်ဖြန်းစာပြည့်ဖို့ဒီ loss in paris ကို ငါးချက်လောက်ဖြန်းရတယ်ဗောနော်ဆိုတော့အလောက်လောက်အမောင်ကထွက်တဲ့အမောင်ကွာတယ်ဒါပေမဲ့ဒီကောင်တစ်ချက်စပရေးုံနေတော်တော်ကြီးကို performance ကအရင်ကျန်တယ်ဗောနော်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင် yeah ချစ်ရပြောလို့ပဲတစ်ချက်အများဆုံးအရင် area ရဲ့မှာနှစ်ချက်ပဲကျွန်တော်ဆိုတယ်တစ်ချက်အများဆုံးနှစ်ချက်ဆွတ်လိုက်တယ်ဆိုလို့ရှိရင်လေကိုရောက်သမျှအခန်းတိုင်းကိုဒီနဲ့လွှမ်းနေမှာဗောနော်ဆိုတော့ strong ရင်းဖြစ်တာကိုကြိုက်မှာကိုက confident တော်တော်ရှိရလူဖြစ်မှာဒီမျိုးဆိုလို့ရနိုင်မယ်ဆိုတော့ကိုကအခန်းတစ်ခန်းနဲ့ဝင်လာလို့ရှိရင် yeah I'm here တဲ့မှာဆိုတော့ကို aura နဲ့အကုန်လုံးလွှမ်းခြုံနေတယ်ဆိုလို့ရှိရင်ဒီကောင်တော့သုံးလို့ရတယ်ပေါ့နော် mainly နေလဲလိုက်တယ်ယောက်ျားလေးနေလဲလိုက်တယ်ယောက်ျားလေးဆိုလို့ရှိရင်တော့ confidence ရှိရဲ့ personality နဲ့ပူပြီးတော့လိုက်နေမယ်ပူတဲ့ရက်တွေဆိုလို့ရှိရင်တော့ဆွလို့တိတ်ကောင်းနေရေမွေးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီကောင်ကတော့ switch နေဆိုလို့ရှိရင်စောင်းရသည်အေးတဲ့ချိန်ဒါမှမဟုတ်လို့ရှိရင်ညဘက်အေးတဲ့ချိန်အာမိုးရသည်မိုးတော်တော်လေးအေးနေတဲ့ချိန်နေအဲ့လိုမျိုးချိန်နေဆိုလို့ရှိရင်တော့ဆွလို့တော်တော်လေးကောင်းနေနှွေရသည်ပူလို့ရှိရင်တော့အရင်ပြင်းနေလိမ့်မယ်ကို့အတွက်မပြင်းရင်တော့ဘေးကလူအတွက် ပြင်းနိုင်ခြင်းရှိရဲ့ရေမွေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ caution ယူပြီးတော့ဆွတ်ရမယ့်ရေမွေးလို့ပြောလို့ရတယ်ဆိုတော့ဒီ loss in paris ကဒါကျွန်တော်စမ်းဘူးသမျှဂွန်မွန်ဂွန်မွန်ဆိုတာကဒါအရသာရှိရေမွေးတွေပြောတာပေါ့နော်ဆိုတော့ဂွန်မွန်ဆန့်တွေထဲမှာဒါ strong ဖြစ်ဆုံးရေမွေးတစ်ခုပဲအာ sweetie oo နဲ့ neck to neck လောက်ရှိရပေါ့နော်ကျွန်တော်အကြိုက်ဆုံးကတော့ sweetie oo ပေါ့လေဆိုတော့ sweetie oo နဲ့ neck to neck လောက် performance သွားတယ်တခါတကြလို့ရှိရင်တော့ sweetie oo ထပ်ပို့ပြီးတော့ strong ဖြစ်တဲ့ရေမွေးတစ်ခုလို့ပြောလို့ရတယ်အဲ့ဒါဆိုဒီ loss in paris ကိုကျွန်တော်တို့နည်းနည်းလေး rating နေပေးကြည့်လိုက်အောင် စမ်း quality ရပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်ကို10မှတ်မှာကျွန်တော်9ပေးလို့ရတယ်ဗောနော်တော်တော်ကြီးကိုကောင်းတယ်ဒါတော်တော်လေး realistic ဖြစ်တဲ့ခုံမအနှံတစ်ခုလို့ပြောလို့ရတယ် orange cake ကိုမှကျွန်တော်ခုနပြောသလိုပဲတော်တော်လေးထောပတ်များပြီးတော့ ee ဆောင်းဆောင်းလေးနဲ့အဲ့ဒါမှပပလေးလဲ stress အရသာလေးကလည်းပါနေသေးရဲ့အဲ့ဒါမှထောပတ်များများလေးမှုလို့တော်တော်လေး ee လေးနဲ့မှုမှုလေးသွားနေတဲ့အနှံမျိုးဖန်တီးထားတာအဲ့ဒါမှတော်တော်လေး realistic ဖြစ်တာကြောင့်မလို့စမ်း quality ရော longevity ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒါဂျီကောင်ကတော့10မှတ်မှာကျွန်တော်12မှတ်ပေးလို့ရတယ်ပေါ့နော်ဆိုတော့10မှတ်မှာကျွန်တော်12မှတ်ပေးလို့ရတယ်။ဘာကြောင့်မလို့12မှတ်ထိအောင်ကြိုးပြီးပေးလဲဆိုတော့ performance ကအရင် strong ဖြစ်လို့ဒါလုံးဝလုံးဝကို strong အပီမြုံဖြစ်လို့တော့ကျွန်တော်ရဲ့ air humidifier အထက်မှာဆိုလို့ရှိရင် air ကျွန်တော် air humidifier က like ရေကိုဟိုလောက်ဆန့်တယ် အာ10လီတာလောက်ဆန်တယ်ဗောန10လီတာလောက်ဆန်တဲ့ air humidifier တွေမှာဒီကောင်ကိုတစ်ချက်လေးပဲကျွန်တော်ပပလေးပဲဖြန်းထည့်လိုက်တာတော့မှအဲ့ air humidifier တွေကရေအကုန်လုံးကဒီကောင်အနှံ့ပြောင်းသွားပြီးကျွန်တော်တအိမ်တော့လည်းဒီကောင်အနှံ့ကိုတောက်လျှောက်ကိုဖြစ်သွားတာဗောနဆိုတော့အဲ့လောက်ထိအောင်ကိုပြည့်နှစ်နေပြီးတော့ strong ဖြစ်နေတယ် juice ဖြစ်တာကြောင့်မလို့ longevity အရင်ကောင်းတယ် CH အရင်ကောင်းတယ်အဲ့တော့ကြောင့်မို့ဆယ်မှတ်မှာကျွန်တော်ဆယ်နှစ်မှတ်ပေးလို့ရတယ်နောက်တစ်ခုကတော့ versatility ဘယ်ချိန်နဲ့ဘယ်နေရာမှာဆွလို့ရတယ်အဲ့ဒီနေရာမှာတော့ကျွန်တော်တို့ loss in paris ကိုကျွန်တော်ဆယ်မှတ်မှာ6မှတ်ပဲပေးလို့ရမယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒါပူတဲ့ရက်တွေမှာရှောင်ပြီးဆွကမယ်ရေမွေးဖြစ်တာကြောင့်မို့လို့ဖြစ်တယ်ပေါ့လေပြီးတော့လို့ရှင်အရန်ချူတဲ့ရေမွေးဖြစ်တာကြောင့်မို့လို့ဒါတစ်ချိန်လုံးတစ်နှစ်ပတ်လုံးအကြိုက်နေမယ်ဆွဖြစ်နေမယ်ရေမွေးမဟုတ်ဘူးဒါကိုယ့်အတွက် special occasion ဒါမှမဟုတ်ရှင်ကိုကချူတဲ့အနေမျိုးတွေဆွချင်တဲ့အချိန်ကြတော့မှပဲထားပြီးဆွလို့ကောင်းတဲ့ရေမွေးဖြစ်တာကြောင့်မို့လို့ဒါကတော့ကျွန်တော်ဆယ်မှတ်မှာကျွန်တော်ဒီကောင်ကို6မှတ်ပဲပေးမယ် ်။ compliment ဆယ်ယောက်မှာဘယ်နှယောက်ကြိုက်နိုင်လဲ။ဒီကောင်ကိုပျပျလေးပဲဆွထားပြီးလေးလေးပြန်သွားရဆိုလို့ရှိရင်တော့ဆယ်ယောက်မှာ၈ယောက်ကြိုက်တယ်ပေါ့နော်။ဆိုတော့ compliment ကိုလည်းကျွန်တော်ဆယ်မှတ်မှာရှင်းမှတ်ပေးလို့ရတယ်။ကျန်တဲ့နှစ်ယောက်ကတော့အချို့မကြိုက်တာကြောင့်မလို့ဒီရေမွေးကိုသိမ်းကြိုက်လိုက်ဘူး။ကျန်တဲ့လူတွေတော်တော်များတော့မှုေးတယ်တော်တော်လေးမှုေးတယ်ချိုးတယ်ဆိုပြီးပြောပြီးတော့ကြိုက်ကြတာမလို့ဒါကတော့ဆယ်မှတ်မှာ compliment ကိုကျွန်တော်ရှင်းမှတ်ပေးလို့ရတယ်။ဆိုတော့ဒါကတော့ loss in paris ရဲ့ဒါ overall rating လေးပေါ့နော်ဒီညမှာကျွန်တော်နည်းနည်းလေးထည့်ပြောချင်တာကဒီကောင်ကဝယ်လို့တော့တန်ရလားဆိုတဲ့ဟာပေါ့နော် တိုင်ရင်လားမတိုင်ရင်လားဆိုတော့ဒါကိုလူရဲ့အချိုကြိုက်မှုမကြိုက်မှု ਨੇ ပထမချက်ကမူတည်လိုက်မယ်ဒါပေမဲ့ဟို juice ရဲ့ရတဲ့ performance နဲ့ဟာလာ sound quality နဲ့ဒီကောင်ပေးရတဲ့ဈေးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမဆိုးကောင်းတယ်လို့ပြောလို့ရအနေထားမှာရှိရဲ့လို့ကျွန်တော်တို့ပြောချင်တယ်။ဘာကြောင့်လို့လဲဆိုတော့ရတဲ့ performance ကအသေးကောင်းတာပေါ့နော်။ဒါကျွန်တော်စမ်းမှုများ strong ဖြစ်ဆုံးရေမှုတွေထဲမှာ top 3ထဲမှာတော့ပါတယ်လို့ပြောလို့ရအောင်ကို တော်ကြီးကို strong ဖြစ်တဲ့ရေမွေးဖြစ်တယ် CH လည်းအရန်ကောင်းတယ်အဲ့တော့မှနည်းနည်းလေးနဲ့တော်တော်ကြီးကို strong ဖြစ်နေတာဆိုတော့ဟို price to performance ကတော့တော်တော်လေးကောင်းနေလို့ပြောလို့ရတဲ့အထက်မှာပါတယ်ဗောနော်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီကောင်ကတော့ကျွန်တော်မဆိုးဘူးလို့ပြောလို့ရတဲ့အထက်မှာပါတယ်ဈေးကြီးပေမဲ့မဆိုးဘူးဗောနော်ဒီမွေးစမ်းကြည့်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ page အခွဲပြစ်တဲ့ဒီကမ်းပိုင်သူစကနေပြီးတော့ဒီကနေ့လေးဝယ်ပြီးတော့စမ်းသုံးကြည့်လို့ပြပါတယ်အဲ့ဆိုတော့ဒါကတော့ကျွန်တော်နောက်ဆုံးဝယ်ဖြစ်ထားတဲ့ Roja ရဲ့ Lost in Paris အကြောင်း review ဖြစ်တယ်ပေါ့เนาะဆိုတော့နောက်ထပ်ဒီလိုမျိုး review ကြီးကြီးနေဆိုလို့ရှိရင်လည်းကျွန်တော် page ကို like follow see fast တာပေါ့လေမမေ့ပါနဲ့ Terima so kasih. Bye-bye. Peace.